ီကျော်သိန်းရဲ့နိုင်ငံလုံးကပြည်သူတွေလုံးဝကိုထိမှမထားတဲ့ကိစ္စအကုန်လုံးပေါ်ပေါက်လာတာဖြစ်တဲ့အတွက်အောင်းအောင်မဆုံးဖြစ်ကုန်ချပါပြီ။ပြည်ကျော်သိန်းကတော့တော်လာရင်မှသူ့ဘဝကိုပိဆက်ခဲ့ပြီးတော့ပါဝင်ခဲ့တယ်ပေါ့နော်။အခုတော့ကောင်းမွန်မွန်ပဲတတိယနိုင်ငံကိုရောက်ရှိသွားပြီးစောစောစီစီတတိယနိုင်ငံကိုရောက်ရှိတဲ့အထက်မှာဖြည်းဖြည်းကျော်သိန်းပါပါတယ်နော်။ဒီစီပါပဲတော်လိုင်းရင်လုတ်တယ်ဆိုပေမဲ့ပြပမှာတော့သူကမြန်မာနိုင်ငံမှာတောင်မရဘူးတဲ့အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ် အကြောင်းရင်းကတော့ရှိပါတယ်ဖြူကျော်သိန်းကိုရင်းကလည်းသူရဲ့ Facebook လို့မူကွင်းဆာမင်နာပေါ်မှာတင်ထားတဲ့သူ့ဘဝမှာနော်သူ့ရဲ့ပွဲကိုအလူရဲ့လာရောက်ကြည့်ရှုမဲ့သူဘလောက်များမဲလို့တခါမှသူ့ဘဝမှာမတွေးဖူးတဲ့အခုတော့နိုင်ငံခြားမှာအဲ့ဒီ feeling ကိုအဲ့ဒီခံစားချက်ကိုအဲ့ဒီအောင်မြင်မှုတွေကိုရရှိနေပြီလို့ဖြစ်ပါတယ်ဒီပြကျော်သိန်းဟာအခုတော်လန်ရေကောင်းစင်တက်ပြီးတော့ပွဲတွေနိုင်ငံတကာမှာ live ဆိုပြီးပေါ့နော်ဆိုတော့ပြည်သက်တောင်းချီမြန်မာနိုင်ငံမှာနော်မနေထိုင်ကြရည်ဒီသူတွေကပြပမှာတော်လန်ရေ address ဆိုပြီးတော့နော် ဒေါ်လာ200တန်ဖိုးရှိတဲ့တက်ကစ်ကိုကျွန်တော်ဒေါ်လာ1000ပြီးပြီးဝယ်တာเนาะကျွန်တော်များဆိုတာပတ်ဆက်ပြီးအထူးပြုကြရေပေါ့ဗျာဒေါ်လာရဲ့အတွက်ဆိုတော့ future thing ကပွဲနှစ်ပွဲလောက်မှာပဲ3000လောက်ရသွားတယ်3000လောက်ရသွားတာကို future thing ကအခုပါရှင်းနေလဲဆိုတော့3400ကိုပဲ future thing တို့ကဒေါ်လာရဲ့အတွက်လူပြီးတော့ဂျန်နေဟာကိုနိုင်ငံခြားမှာစားတော့ဆိုင်ဝယ်လိုက်တယ်လို့သတင်းတွေကတော့ထွက်ပေါ်လာနေပါတယ်เนาะဆိုတော့အင်တာမှာဒါကယုံညံ့ပါတယ်เนาะ ယူကျော်သိန်းတို့ဘက်ကလည်းဘာဆိုဘာမှဖြေရှင်းမလာသေးဘူးတနိုင်ကလုံအားပြည်သူတွေကတော့ဒီကိစ္စကိုသိချင်နေကြပြီဒီယူကျော်သိန်းကတော့ခုလိုမျိုးပြည်သူတွေကိုပါရှင်းနှမမပေးဘဲနဲ့တော်လိုင်းရေးပန်းပြပြီးတော့အလူငွေတွေကောက်ပြီးတော့ခုလိုမျိုးကိုကျိုးအတွက်သုံးမယ်ဆိုရင်တော့တနိုင်ကလုံအားပြည်သူတွေကတော့ခွင့်လို့မှာမဟုတ်ပါဘူးဗျာ